်မင်္ဂလာပါရှင်တပတ်တွင်းမှာအထူးခြားဆုံးသတင်းတွေနဲ့ပြည်သူတွေကြားစိတ်ဝင်စားမှုအများဆုံးဖြစ်ခဲ့တဲ့သတင်းတွေကိုစူးစီးတင်ဆက်ပေးမယ့်တပတ်တွင်းထူးခြားသတင်းများအစီအစဉ်ဖြစ်ပါတယ်မြမရေးကိစ္စတွေမှာတရုတ်ရဲ့ဂျာဝင်ဆွတ်ဖတ်မှုကြောင့်တိုင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေနဲ့စစ်တပ်တို့ရဲ့တိုက်ပွဲပဋိပက္ခတွေရော့ကျသွားစေနိုင်တယ်လို့ဒီအခြေအနေကိုຫນွေဦးတော်လှန်ရေးဦးဆောင်သူတွေအနေနဲ့သင်ခန်းစာယူဖို့လိုကြောင်းနိုင်ငံရေးစီရေးလေးလာသူတွေပြောဆိုထားတဲ့သတင်းကိုပြန်လည်တင်ဆက်လိုက်ပါရစေ။တရုတ်ရဲ့ဂျောင်းဝင်ညှိနှိုင်းပေးမှုကြောင့် အော်တိုဘာလာ29ရက်ကစလို့တန်းမျိုးသားလူမျိုးရေးတမတော် DNL နဲ့စစ်တပ်တို့နှစ်ဦးသဘောတူ အပြစ်ခတ်ရက်စဲကမိုးကုန်းနဲ့မိုးမိတ်မြို့တွေမှာရှိတဲ့ DNL တပ်ဖွဲ့ဝင်တွေ စုခွာပြေးရမှာဖြစ်ပါတယ်။ဒီချိန်တွေဟာတရုတ်အကျိုးစီးပွားအတွက်အတင်းကျပ်ဆန်တဲ့ကျောင်းဝင်စစ်ဆက်ညှိနှိုင်းပေးမှုမျိုးဖြစ်ပြီးတရုတ်ကြောင့်ပဲတိုင်းဒေသတော်လှန်ရေးဖွဲ့စည်းတွေနဲ့စစ်တပ်ရဲ့လက်နက်ကင်ပြည်ပခအရှိန်တွေရောကြသွားနိုင်ကြောင်းမြမမဟာဗျူဟာနဲ့မူဝါဒရေးရာအင်စတီကျူ့ ISP မြန်မာရဲ့ပြင်ပဆက်ဆံဆက်သွယ်ရေးဒါရိုက်တာဦးအောင်သူငင်းကပြောပါတယ်တရုတ်ကလူလူလာတာပေါ့နော်ဆိုတော့အဲ့တော့ကုံစွယ်ရေးလမ်းမကြီးကိုပြန်ဖွင့်ခြင်းတယ်တရုတ်နယ်စပ်မှာတည်ငြိမ်မှုပေါ့ဗျာဒါကိုလူခြင်းတယ်သိတ်မကြသေးခင်ကဖြစ်သွားတဲ့ဒီ DNL နဲ့ဒီမြန်မာစစ်ကော်မရှင်ညာဆွေးနွေးပွဲဆိုလဲသူတို့ကပူအားစစ်ဘုံစားပေါ့ mediation ခေါ်တာပေါ့နော်အတင်းအကျပ်နည်းနည်းဆန်တဲ့ကျွန်တော်တို့ဒီလိုကြားဝင်မှုမျိုးလုပ်တာပေါ့ဗျာ တော့ဒီလိုအခြေအနေမျိုးတွေရှိတယ်လို့ကျွန်တော်ထင်ပါတယ်ကျွန်တော်မြင်တာဒီလိုဗျဟိုတရုတ်ကမြန်မာပြည်နဲ့ပတ်သက်လို့ရှင်ပေါ့နော်သူကတနိုင်ငံလုံးတည်ငြိမ်မှုလည်းသူလိုတာပေါ့လိုတဲ့ခါကျတော့ရွေးကောက်ပွဲလုပ်ဖို့တွန်းတယ်ဆိုတော့တစ်ဖက်မှာလည်းကြံတဲ့ခုနလိုဒီရွေးကောက်ပွဲပြီးလာရင်လည်းငြိမ်းချမ်းရေးကိစ္စတွေလည်းကျွန်တော်ထင်တယ်သူဆက်တွန်းလိုက်မယ်လို့ထင်ပါတယ်ဗျဒီလက်နက်ကင်ပฏิပခရဲ့အရှိန်ကကျသွားဖို့တော့များတယ်ဗျ တိုင်းဒေသအင်အားစုတွေတည်ယူထားနိုင်တဲ့နယ်မြေဒေသတွေကိုစစ်တပ်ကပြန်လည်ထိန်းချုပ်တဲ့အခါစစ်ရေးအပြင်ဒေသခံတွေရဲ့လုံခြုံရေးကိုပါစီစဉ်ဆောင်ရွက်ပေးဖို့လိုကြောင်းလည်းသိရပါဗျ။တရုတ်အနေနဲ့စစ်တပ်ကသာတိုင်းမြေရေးကိုစီမံလုံဆောင်နိုင်မယ်လို့ယုံကြည်ချက်နဲ့အခုလိုကြောင်းဝင်နေတာဖြစ်ပြီးဒီချိန်တွေကຫນွေဦးတော်လန်ရဲ့သင်ခန်းစာဖြစ်ကြောင်းနိုင်ငံရေးစီရေးလေးလာတုံသက်သူဦးတန်းစုနိုင်ကထောက်ပြပြောဆိုပါဗျ။ဗမာပြည်နဲ့ပတ်သက်ပြီးတော့တရုတ်ကသူ့ရဲ့ပိုင်တဲ့နယ်မြေ ကိုလိုနီနယ်မြေတစ်ခုလိုသဘောထားပြီးတော့ဘဝပြည်ရေးကိုကျူးကျော်ဆက်ဖက်နေတဲ့အနေထားဟာအခုကတော့စစ်ကော်မရှင်ရဲ့ကျွန်တော်တို့ထိုးစစ်တွေကိုတူတူတဲ့ခိုင်ပွဲမရှိတဲ့အခြေအနေအောက်မှာဒီလိုဖြစ်ပေါ်လာတာဖြစ်ပါတယ်။အဲ့လိုဖြစ်ရတဲ့အကြောင်းကလည်းပိုင်နဲ့နယ်မြေနော်သိမ့်ပိုက်နယ်နဲ့နယ်မြေမှန်သမျှကိုယ်နယ်မြေဖြစ်တယ်ဆိုတဲ့အမြင်နဲ့အခြားသော EAO ဒန်နာဖွဲ့စည်းနေတဲ့ပြိပခါတွေဖြစ်ပြီးတော့ အမျိုးသားကြိုးစည်းပွားနဲ့ကျင်းပြောင်းတဲ့အမျိုးသားရေးအမြင်အောက်မှာပြိပခါရီဖန်တီးတကယ်တမ်းစစ်ကောင်စီကနေပြီးတော့တရုတ်ကနေတဆင့်စီးပြားပြဖို့အတွက်ဘက်ဆုံကကြိုးပမ်းလာတဲ့အချိန်မှာကုသူမဲ့ကဲသူမဲ့နေတဲ့ DNL အမြင်နဲ့လိုက်ရောလျရတာဖြစ်ပါတယ်အဲ့ဒါဟာနွေဦးတော်လှန်ရေးအတွက်ကြီးမားတဲ့သင်ခန်းစာဖြစ်ပြီးတော့ဒီသဘောထားတွေကိုမလဲပြောင်းနိုင်လို့ရှိရင်နွေဦးတော်လှန်ရေးတားလျှောနိုင်တဲ့အခြေအနေ ရှိတယ်ဆိုတော့ကျွန်တော်တို့ကညွန်ပြနေတဲ့အကြောင်းကျွန်တော်သုံးသပ်ပါရခဲ့။ဒါပေမဲ့ဒီလိုအခြေအနေတွေဟာຫນွေဥတော်လန်ရေးရဲ့အစိပ်ပိုင်းတစ်ခုသာဖြစ်ပြီးမြန်မာပြည်ရဲ့တခြားသောဒေသကတိုင်းဒေသလက်နက်ကိုင်ဖွဲ့တွေပြည်သူတော်လန်ရေးဖွဲ့တွေနဲ့တော်လန်ရင်အားစုတွေကစစ်တပ်အမြင့်ပြတ်ပြုတ်ကြရေးကိုဆက်လက်တိုက်ပွဲဝင်နေစေဖြစ်ကြောင်းလည်းဖြေပြောပါရယ်။တဆင်တဆက်ကွန်စစ်စင်ရေးအတွင်းမှာ DNL ကမိုးကုံမိုးမိတ်တီဘောကြောင့်မဲနောက်ချိုးစတဲ့မျိုးဆက်နှမျိုးကို ိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပေမယ့်စစ်တပ်ကကြောက်မဲနောင်ချိုနဲ့ဒီဘောကို ပြန်လည်တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။အခုခါမှာတော့ TNL ကမိုးကုန်းနဲ့မိုးမိတ်မြို့တွေကိုပါစစ်တပ်စီလက်လွတ်လိုက်ရတာလည်းဖြစ်ပါတယ်။ဒါအပြင်တရုတ်ရဲ့ဂျောင်းဝင်မှုနယ်ပဲရှမ်းမြောင်နယ်ကိုကန့်ဒေတာကမြို့ကိုခုကိုထိန်းချုပ်ထားနိုင်ခဲ့တဲ့ကိုကန့်တပ်ဖွဲ့ MMDA ကလည်းစစ်တပ်နဲ့အပြစ်ခတ်ရက်ကဧပြီလမှာတော့လာရှိုးကနေဆုတ်ခွာပေးခဲ့ရပါတယ်။ မကွေးတိုင်းရောဒေတာစောမြို့နယ်မှာအသက်73နှစ်အရွယ်အမျိုးသမီးငယ်ကိုမရင်းချင်းတပ်ဖြတ်ခဲ့တဲ့တရားခဏ်ကိုအများပြည်သူရှိမှကွက်မြတ်တည်ရန်ပေးဖို့ဒေတာကန်ဒီတောင်းဆိုနေကြတဲ့တဲ့င်းကိုပြန်လည်တင်ဆက်ပေးလိုက်ပါရစေ။ပြီးခဲ့တဲ့အော်တိုဘာလ22ရက်မှာစောမြို့အတွင်းမှာနေထိုင်တဲ့အသက်73နှစ်အရွယ်မိန်းကလေးငယ်တယောက်ကိုဒေတာရင်းကာကွယ်ရေးတပ်ဖွဲ့ဝင်တယောက်ကနေအိမ်မှာလာရောက်ခေါ်ဆောင်ခဲ့ပြီးတဲ့နောက်ပျောက်ဆုံးသွားပြီးအရမပြုကျင့်ခံရတဲ့အနေအထားနဲ့တေဆုံးလျက်ပြန်တွေ့ခဲ့ပါရစေ။မိန်းကလေးငယ်ကို စောမြို့ဇေယျရက်ကွက်မှာနေထိုင်တဲ့အသက်22နှစ်အရွယ်မင်းမင်းဆိုးဆိုသူကညအချိန်မှာတငယ်ချင်းတွေမိတ်ဆုံစားပွဲလို့အကြောင်းပြကခေါ်ဆောင်သွားပြီးနောက်မှာအင်ကိုပြန်မရောက်လာတော့တာလို့နှိစက်သူတွေကပြောပါတယ်။မင်းမင်းဆိုးဆိုသူဟာဒေတာရင်းကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီးဘယ်အဖွဲ့ကဆိုတာတော့ထုတ်ဖော်ပြောကြားခြင်းမရှိကြပါဘူး။ပျောက်ဆုံးနေတဲ့မြို့သမီးငယ်ကိုတာဝန်ရှိသူတွေနဲ့မိသားစုဝင်တွေကပြန်လည်ရှာဖွေရာအော်တိုဘားလ24ရက်နေ့မှာအဓမ္မပြုခြင်းတပ်ဖြတ်ခံရတဲ့အလောင်းကို စောမျိုးစေးရုံဝင်းထဲကအခန်းတစ်ခုမှာပြန်လည်တွေ့ခဲ့တာပါ။နင်းနာသူမျိုးသမီးငယ်ရဲ့မိခင်ဖြစ်သူကတော့သူ့ရဲ့သမီးပေါ်ကျူးလွန်ခဲ့တဲ့သူကိုတေးရန်ပေးတာကိုပဲအလိုရှိရလို့သူ့ရဲ့ခံစားချက်ကိုပြောပြပါဗျာ။ကျမတော့ကျမသမီးပါဆုံးရှုံးမှာရေးစစ်စစ်ဤတာခါအဲ့တော့သူ့ကိုလည်းကျမတော့အသေးစိတ်အသေးတဆင်ချင်တာဒါပါပဲမလို့ရစစ်ပြဟိုမိန့်ခရစ်တရားအနည်းနဲ့ဟိုစပန်အတိမတိတိရဲ့ခရစ်တရားအနည်းနဲ့ရေးစစ်စစ်ဤတာခါတော့ကျမတော့ဘလို့ရစစ်ပြ သူမကြည့်နဲ့တော့သိသိချင်းနာရက်ပြီလေအဲ့လိုသိမိမကြသိချင်းနဲ့ဝိညာဉ်ကလည်းဘာမှတော့တော့ကိုယုံကြည်ရတဲ့လူတယောက်ကအဲ့လိုကိုကိုဒုက္ခပြင်းနေမှာတော့ကျမတို့ရှိမှတထားဝဲမြင်ချင်းမှာလားအကူအရတဲ့ဆိုရအကူအရဟာဒီရစစကြီးတူကြီးတူထားတော့ကျွန်တော်မသိနိုင်ပါဘူးလက်ရှိမှာတော့ကျူးလွန်ခဲ့သူလို့ဆိုထားတဲ့မင်းမင်းဆိုးကိုစောမြွတ်နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ကဖမ်းဆီးထားပြီး အမှုအခြေအနေသေးစိတ်ကိုမြို့နယ်တရားရုံးဖွဲ့ကစစ်ဆေးနေရလို့သိရပါဗျ။မိသားစုဝင်တွေနဲ့ဒေသခံပြည်သူတွေကကျူးလွန်ခဲ့တဲ့သူကိုတည်ထောင်ပေးဖို့တောင်းဆိုနေကြပေမဲ့အမျိုးသားညီညွတ်ရေးအစိုးရရဲ့ဥပဒေမှာတော့တရားခံကိုတည်ထောင်ပေးတဲ့လုံထုံးမရှိသေးဘူးလို့ဆိုပါတယ်။ဒါပေမဲ့မရိမှုနဲ့လူသက်မှုကျူးလွန်ခဲ့တဲ့တရားခံကိုတော့ထောင်နဲ့တသက်တကျွန်းထိချမှတ်နိုင်တယ်လို့မျိုးသားညီညွတ်ရေးအစိုးရရဲ့ဝင်ကြီးဌာနလက်အောက်မှာတရားဥပဒေရေးရာအကြံပေးလုပ်ကင်နေသူတယောက်ကပြောပါတယ် အရင်ကလည်းဒီမှာစီရာမရှိတာကျွန်တော်တို့ဟိုဟိုဒီထဲမှာပြီးထားတာမရှိဘူးနော်ပြီးတော့အဲဒီကတော့ကျောင်းကင်းလို့ပြီးလို့ရတယ်ပေါ့ဒါနဲ့အဲ့ဒီနေရာမှာရဲတဲ့တရားသူကြီးတွေတို့ပိုင်းမှာသူတို့ဆွဲချက်ကဘာနဲ့ဆွဲနေဆိုတာဒီကပဲပြန်ဆွဲတာနဲ့တရားသူကြီးရဲ့လက်ခံတဲ့ပုံမှာကဘာလဲပေါ့နော်အဲ့ဒီမှာတစ်ဆယ်ရှိတော့တရားသူကြီးရဲ့ပုံစံကြီးတော့တရားဘာညာပြီးပွားနေပေါ့ဗျာ တော့ရလို့ကျွန်တော်တို့လေ့လာမှုရှိနေတယ်ဗောတော့တုံးတော့ဘောနီကိုတော့ဦးရင်းနဲ့ကျွန်တော်လည်းချက်ပြီးတော့လေသူတို့လည်းကိုယ်ကြီးကလာဖြစ်ပြီးတော့ဈာကလာဖြစ်ပြီးတော့ဆိုတော့ဈာကလာတဲ့ညိုင်းနဲ့ဒီလိုမရှိဘူးနော်ဖြစ်ဖြစ်တဲ့ခါမှလည်းဘာမှမနဲ့ဆွေးထားရဆိုပြီးရပါတော့မြို့နယ်ပြည်သူလူထုကလည်းကျူးလွန်ခဲ့သူကိုပြည်သူရှေ့မှာတည်တံပေးဖို့ဆန္ဒပြတောင်းဆိုခဲ့ကြသလိုလက်မှတ်ထိုးကမ်ပိန်းတွေပြုလုပ်တောင်းဆိုနေရလည်းရှိပါတယ်ကျူးလွန်သူကိုဖမ်းဆီးထိန်သိမ်းပြီးစောမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ကိုလွှဲပြောင်းပြီးတဲ့နောက်တရားခံကိုယ်တိုင်ကကျူးလွန်ကြောင်ဝန်ခံရသလို အမှုနဲ့ဆက်ဆက်နေတဲ့လူလေးယောက်ကိုလည်းထိမ့်သိမ့်ပြီးစစ်ဆေးမှုတွေလုပ်နေရလို့သိရပါဗျ။လိုအပ်တဲ့တပ်တွေတွေကိုပြင်ဆင်ပြီးအန်ယူဂျီတရားရုံးမှာတင်သွားမှာဖြစ်ပြီးလက်ရှိမှာတော့ဝန်ကြီးဌာနအသီးသီးကိုလည်းတင်ပြဖို့ပြင်ဆင်နေရလို့သိရပါဗျ။တရားမျှတမှုရဖို့အတွက်ကျူးလွန်ခဲ့တဲ့ပြည်ထောင်လိုက်အပြစ်ကြားခံအောင်လှုံ့ဆော်သွားမှာဖြစ်ပြီးတရားဥပဒေမှာမရှိတဲ့ပြည်သူရှိမှတည်ရန်ပေးဖို့တော့မဖြစ်နိုင်ဘူးလို့တာဝန်ရှိသူတွေကဆိုပါတယ်။ဒါပေမဲ့ကျူးလွန်သူကိုပေးတဲ့ပြစ်ဒဏ်မပေးပါက ဝန်ကြီးဌာနအသီးသီးကိုတင်ပြတောင်းဆိုမှာဖြစ်တယ်လို့မီဒီယာတွေကတစင်သတင်းစာရှင်းလင်းပွဲတွေလှုပ်ဆောင်သွားမယ်လို့ပြောပါတယ်။နေနာသတင်းရတောင်းဆိုသလိုပဲကျွမ်းသူကိုအများရှိမှာခွင့်မြေပေးပါဆိုတာဥပဒေညှိဥပဒေမှာလည်းမရှိပါဘူး။လုံးလုံးလုံးကြီးမှာလည်းမရှိပါဘူး။ဒီတဲ့ငယ်မရင်းမှုဖြစ်ချင်းလူတက်ချင်းအလောင်းဖြောက်ချင်းအတွေ့ထိုက်တဲ့နယ်ပြုံးပြတာတွေနဲ့မိန့်ဒီဂရီချတာကိုပဲစောင့်ဆိုင်နေပါမယ်လို့ အကယ်၍များလွယ်မှားပြီးတော့အစီအမိရဲ့ဆိုတော့ရင်ခံနေမှာမဟုတ်ပါဘူးလက်မှတ်ထိုးကန်သိမ့်တဲ့ယူထားတဲ့ဆန္ဒပြထားတဲ့အခြေအနေတွေနဲ့ပဲကျွန်တော်တို့တက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးကိုကျွန်တော်တင်ပြတောင်းဆိုမှာဖြစ်ပါတယ်ဆရာနာသိန်းစာ2021ခုနှစ်ကနေ2025ခုနှစ်ဇွန်လအထိတိုင်းဒေသနဲ့ကန်နေတဲ့တော်လိုင်းတက်ဖွဲ့တွေကျူးလွန်ခဲ့တဲ့လိမ်မိုင်းဆိုင်ရာကျူးလွန်မှု55မှုရှိခဲ့တယ်လို့အန်ယူဂျီလူငယ်အမျိုးသမီးနဲ့ကလေးသူငယ်ရေးရာဝန်ကြီးဌာနရဲ့စာရင်းတွေကသိရပါဗျ။နောက်ဆုံးတစ်ပုဒ်အနေနဲ့စစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲအကြောင်း ဝါရပြည့်ရိုက်ကူးထားတဲ့ဇလန်းတူနဲ့ဇလန်းမှာပါဝင်တရုပ်ဆောင်ထားကြတဲ့အနုပညာရှင်တွေကိုတော်လန်အနုပညာရှင်တွေမြို့ပြအင်အားစုတွေနဲ့ပြည်သူတွေကပြင်းပြင်းထန်ထန်ဝေဖန်နေတဲ့တဲ့ရင်ကိုပြန်လည်တင်ဆက်လိုက်ပါရစေ။စစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲကြောင့်ဝါရပြန့်ရိုက်ကူးထားတဲ့ခေတ်သမိုင်းကိုဒုံဆိုင်မိသူများဇလန်းတူနဲ့ဇလန်းမှာပါဝင်တရုပ်ဆောင်ထားကြတဲ့နေတူမြင့်မြတ်နေဝင်းအေချမ်းမောင်မေမြင့်မုံနဲ့ချူလေးတို့ပါဝင် ောင်ခိုင်ငပြောကျော်စတဲ့စပိုးဆက်ရက်တွေအားလုံးပြင်းပြင်းထန်ထန်ဝေဖန်ခံနေရတာဖြစ်ပါတယ်။အဲ့ဒီထဲမှာမှຫນွေဥတော်လည်းအစားအာနာရှင်ပြုတ်ကြရေးမှလက်သုံးချောင်းထောင်းဆန့်ကျင်ပါဝင်ခဲ့တဲ့ရခိုင်တိုင်းရင်းသားတရုတ်ဆောင်နေတိုးကပို့ပြီးဝေဖန်ခံနေရပါတယ်။ကျွန်တော်ဒီဇလန်ဆက်ညှိုးရေးတဲ့လူပေါ့နော်ဒီဇဒီစကလုံးနေရေးတဲ့လူကျွန်တော်ကျွန်တော်ထင်တာပေါ့နော်ခင်ရူဘူးလက်လာစီလိုမြန်ဖြစ်မလားလို့ ဒီလိုအတုံးလိုက်အတက်လိုက်စကလုံးတွေနဲ့ကျွန်တော်တို့ဟိုဘက်လွန်ခဲ့တဲ့နှစ်340လောက်ကဟိုပါပီမလိုဟာမျိုးကြီးထက်စိုးတဲ့ဟာကြီးတွေ့ရတော့အရန်အံ့ဩတယ်ပေါ့နော်နေဝင်းတို့အဲရှေ့မှာဒီဒီကားထဲမှာပါတဲ့မြင်းမြတ်တို့ဒီကောင်တွေကတော့ကျွန်တော်တို့ကဟိုနိုင်ငံကြီးမှာတိုက်ဆိုင်တာမရှိတဲ့အတွက်ဒီကောင်တွေကဓာမျိုးဝင်ပြီးတော့ပျော်ပျော်ကြီးလှုပ်ရတော့မယ်ဆိုတာကျွန်တော်တို့သိတယ်ပါအထူးထွေပြောချင်တာကတော့နေတို့အရန်ဒီကားမှာဟိုတည်တည်ကြာကြာပျော်ပျော်ကြီးပါပြီးတော့ဒီလိုစကလုံးနေနဲ့ မွေးရဇာတိနေရာမျိုးမှာတလောက်လေရင်နေနေနေစဉ်နေတိုင်းနီးနီးဘုံကျဲနေကြတယ်။နောက်စစ်ဘေးရှောင်ပြည်သူတွေအများဆုံးပြောရမယ့်ဟာမျိုးဖြစ်နေကြတော့ဒီကောင်ဒီကားမှာပျော်ပျော်ကြီးပါတာတော့အံ့ဩတယ်ဒီဘေးကိုကျွန်တော်ဒီနေရာပြောချင်တာတော့ဒီဘေးကိုပြည်သူတွေနဲ့ထတ်တူဒီဘေးကိုစောက်ရမ်းမုန်းနေပေါ့နော်။ဇလန်းနဲ့မှာရွေးကောက်ပွဲအတွက်မဲဆွယ်စီယုံတဲ့ dialogue တွေပါဝင်တော်လိုင်းသမားတွေကိုတယောလောင်ပြောင်းတာတွေကိုပါထည့်သွင်းပုံဖော်ထားတာကြောင့် ပါဝင်ထားတဲ့သရုပ်ဆောင်တွေအားလုံးကနာမည်သေးခံပြီးလူလူရဲ့အမုန်းတွေကိုခံယူသွားကြတယ်လို့အာနာမသိန်းခင်က MRTV4 ဇလံအတွဲတွေနဲ့ပြည်သက်ရရှိထားခဲ့တဲ့သရုပ်ဆောင်ထက်မြက်ကလည်းဝေဖန်ပါတယ်။ဒီဝါရပြန်ကားမှာပါသမျှလူတွေအကုန်လုံးကျွန်တော်မေးချင်တယ်။တကူကြီးစင်ပြေဖို့အတွက်နဲ့စစ်တပ်ခိုင်းသမျှလုပ်နေရတာမရှက်ဘူးလား။ချီးမှန်းသိရတဲ့စားရတာမယုံဘူးလားလို့မေးချင်တယ်။အဲသူကတော့ပြောမှာပဲသူတို့ဘာနဲ့ချုပ်ကင်ထားတယ်ညာနဲ့ချုပ်ကင်ထားတယ်အကြောင်းပြချက်တွေပြီးမှာပဲ။ဒါပေမဲ့ အခုအမှန်တရားကိုသိတဲ့ပြည်သူတွေတကယ်ခံစားနေရတဲ့ပြည်သူတွေကသူတို့ဘလောက်ယွံသွားမလဲသူတို့ဘလောက်မုန်းသွားမလဲသူတို့ကတော့လူအသေးမခံရတော့နာမည်အသေးခံသွားတာတော်လိုင်းအစကာလတွေမှာတော့အဲဒီသေဥဆောင်တွေဟာအနာရှင်စန့်ကျင်ရေးလှုပ်ရှားမှုတွေမှာပါဝင်ခဲ့ပြီးအခုလိုအချိန်မှာတော့စစ်တပ်ဘက်ကနေပြပြတသားရည်တီးပြလိုက်တာဖြစ်လို့လူမှုရေးပြစ်ဒဏ် social punishment လောက်ကြဖို့ကို မျိုးပြဒေါ်လင်းအင်အားစုတစ်ခုဖြစ်တဲ့ရေဝဲဖွဲကလည်းတိုက်တော်မှာတယ်အခုဖြစ်ရဟာပြည်သူလူထုနဲ့နိုင်ငံတော်တစ်ခုလုံးကိုလောင်ပြောင်းတရော်တဲ့အနေထားပါမျိုးဒေါ်လင်းရေဒီတဲ့အစမှာတော့လူထုနဲ့အသားရရှိပါမယ်ဆိုပြီးတော့တရုတ်ဆောင်ကောင်းကောင်းနဲ့ဟန်ဆောင်ခဲ့ကြတဲ့သူတွေရဲ့အပုတ်တရအခုအချိန်ဒီလူကာလရောက်မှပေါ်လာတယ်ပေါ့နော်လူလူဘက်မှာရှိနေပြောင်ရောင်နဲ့လူလူကိုတစ္ဆေပေါ့လောင်ပြောင်း ပြည့်ရည်ပြူတာက ပို့ပြီးတော့ခံပြင်းလုံးပါတယ်လူလူနဲ့နိုင်ငံတော်ကိုလှောင်ပြောင်နဲ့ညီတူမဆိုးလူမှုရေးပြည်ထန်ထိထိရောက်ရောက်ခတ်ဖို့လိုအပ်ပါမယ်လူအတိုင်းဝိုင်းလူအဖွဲ့စည်းရနေပြီးတော့ဖဲချင်းနှင်ထုတ်ဖို့လိုအပ်ပါမယ်လို့ရေဝဲပြည်သူအချုပ်ပြုလူငယ်အဖွဲ့စည်းရနေပြီးတော့တိုက်တွန်းလိုက်ပါတယ်ခင်ဗျာဇလန်းဇညွန်ဒရိုက်တာစာရီကိုမဖော်ပြထားပဲခစ်သမိုင်းဒုက္ခမရဲ့ဝန်မှာစီစဉ်တင်ဆက်သည်လို့သာဖော်ပြထားတယ် အဲ့ဒီဝါရပြန့်ဇလန်းဟာလက်တွေ့မြေပြင်အခြေအနေတွေနဲ့လည်းကွင်းကွာနေပါတယ်။ဇလန်းတစ်ခုလုံးကအလိညာတွေဖြစ်တဲ့အတွက်အလိညာတွေကိုတရုတ်ဆောင်ထားတဲ့အမှုပညာရှင်တွေကိုပါလူမှုရေးပြည်တံထိထိရောက်ပေးတဲ့အကြောင်းကိုလည်းပြည်သူတယောက်ကပြောပါတယ်။အာနာတိအာနာလူထားတဲ့အဖွဲ့ကနိုင်ငံတော်ပုံကံမှုကျူးလွန်ထားတာပဲနိုင်ငံတော်ပုံကံမှုကိုကျူးလွန်ထားတဲ့လူတွေရဲ့ရွေးကောက်ပွဲကိုအားပေးအားမြောက်လို့စီယုံလှုံ့ဆော်တာလေပုံကံမှုကိုအားပေးတာပဲနောက်တစ်ခုကသူတို့ပြောနေတဲ့စကားတွေကလည်းအကုန်အမှားတွေကြီးပဲ ဒီအနုပညာရှင်တွေပေါ့နော်ဒီလိုတွေဟလာမမမကန်ပြည်သူဘက်ကမရက်တီပဲနဲ့ဟလာပြည်သူကိုအလိန်ညာတွေတင်ဆက်နေတဲ့အနုပညာရှင်တွေဖြစ်တဲ့အတွက်ဒီအနုပညာရှင်တွေကိုပြည်သူတွေအနေနဲ့တော်လန်ရေးကိုဟလာဝင်လဲမတိုက်ပေးနိုင်ဘူးတော်လန်ရေးအတွက်ထောက်ဖို့လည်းမလုပ်ပေးနိုင်ဘူးတော်လန်ရေးကိုဘာမှမလုပ်ပေးနိုင်ဘူးဆိုရင်တော့မဒီအနုပညာရှင်တွေကိုဝိုင်းကောလုပ်တင်တယ်ဒီအနုပညာရှင်တွေပတ်သက်သမျှအရာအကုန်လုံးကိုလုံးဝလက်မခံဘူးလို့ရတယ်ဇလန်းထဲမှာတော့ နွေဦးတော်လည်ရေးဦးဆုံးကာလပုံရိပ်တွေနဲ့စတင်ထားပြီးစစ်တပ်နဲ့ထိတွေ့တိုက်ပွဲဖြစ်နေတာဟာအမှန်တကယ်ဖြစ်ပွားနေတာမဟုတ်ပဲဆိုရှယ်မီဒီယာတွေပေါ်မှာသာဖြန့်ဝေနေတာဖြစ်ကြောင်းလာမယ့်ရွေးကောက်ပွဲကသာထွက်ပေါက်အမှန်ဖြစ်ကြောင်းတော်လည်ရေးလုပ်နေတဲ့လူငယ်တွေဟာအချမ်းဖက်ပြီးရွေးကောက်ပွဲကိုပျက်စီးရပျက်စီးချောင်းလုံးနေရဖြစ်ကြောင်းတွေကိုသာတရုပ်ဖော်ထားတာဖြစ်ပါတယ်။လက်တွေ့မှာတော့စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေက ကလေးငယ်တွေပါဝင်ပြည်သူလူထုရဲ့အသက်အိုးအိမ်စီးစိမ်တွေ နေ့စဉ်ဆုံးရှုံးနေကြရတာလည်းဖြစ်ပါတယ်။အော်တိုဘာလ24ရက်နေ့အထိပြည်သူပေါင်း8405ယောက်ကြဆုံးခဲ့ပြီး2256ယောက်ဖမ်းဆီးထိန်းသိမ်းခံရဆဲဖြစ်တယ်လို့ AAPP ရဲ့ထုတ်ပြန်ချက်တွေအရသိရပါတယ်။ဟုတ်ကဲ့ပါ။ဒါတွေကတော့ဒီတစ်ပတ်အတွင်းမှာပြည်သူတွေကြားစိတ်ဝင်စားမဲ့သတင်းတွေထဲကထူးခြားတဲ့သတင်းတွေကိုပြန်လည်ကောက်နှုတ်တင်ပြပေးခဲ့တာဖြစ်ပါတယ်။နောက်တစ်ပတ်မှာလည်းပြန်လည်ထုတ်လွှင့်ပေးအောင်ပါရှင်။ DVB ရုပ်မြင့်တန်ကြားကိုကြည့်ရှုအားပေးနေကြသူများ လိုရာဆန္ဒပြုဝါကြပါစေ။ကျမဒီရီပါ။